မေတ္တတသိဤမေတ္တာတော်အေဂျင်တပုတ်နတ်မူလွန်ခဲ့သောရာစုတစ်ခုကျော်19ရာစုကတသိကြီးတကောင် ပေါ်ခဲ့မှုသည် မေတ္တတသိဟုဆိုရှိကြတော်လူဦးရေပောက်ကွယ်မှုပြဿနာဖြစ်သည်ဤတသိကြီးကိုဖော်ထုတ်ခဲ့သူမှာသောမတ်မေလ်တတ်ဆိုသည့်ပညာရှင်ကြီးဖြစ်သည်မေတ္တကလူဦးရေတုံုံကိုတာမထိန်ချုံနိုင်လျင်လူဦးရေတိုးတက်မှုသည်ကမ္ဘာကြီးကကျွေးနိုင်သည့်တိုင်းတာထက်ကျော်လွန်ပြီးဥရောပတိုက်တစ်ခုလုံး ဒုတ်ပိန်ခန္ဓာကတ်နှင့်ကြုံတွေ့ရလိမ့်မည်ဟုဟောကိန်းထုတ်ခဲ့သည်တို့ရတွင်19ရာစုက မေတ္တတသိဤ6လက်မှုဖြစ်သောထိုးငတ်ဘေးကိုကြော်လွားနိုင်ခဲ့သည်ထိုတို့ကြော်လွားနိုင်ရသည့်အကြောင်းရင်းသုံးချက်ရှိလေသည်ပထမတစ်ချက်မှာလူတို့၏ရေကြည်ရာမျက်နှာပြောင်းရွှေ့မှုဖြစ်သည်1820ပြည်လွန်နှစ်များလောက်ကဥရောပကိုဆုံးခွာသွားသည့်လူဦးရေနှစ်သိန်းများသာရှိတော်လဲ1850ပြည်လွန်နှစ်များရောက်တွင် နှစ်တသမာ၅တန်းနီးပါးရှိလာသည်ဒုတိယချက်မှာစင်းရောက်တော်လန်ရေးခော့သည့်မြေယာသနစ်ပြောင်းလဲမှုဖြစ်သည်ထိုပြောင်းလဲမှုတွင်ဇီဝနည်းပညာတိုးတက်မှုဖယ်မြောင်းတတ်တမန်လုပ်ငန်းဖွံ့ဖြိုးမှုနှင့်လံပန်းဆက်သွယ်ရေးအပြန့်ကျယ်မှုတို့ပါဝင်သည်တိုးလာသောပဇာပေါက်များအတွက်မြေကြီးကပြန်လဲကျေးဇူးပြုသည့်သဘောဖြစ်သည်တတိယချက်မှာစက်မှုတော်လန်ရေးဖြစ်သည်လူလုံအားကိုစက်မှုရန်နေရာပြန်ထောက်ကူလိုက်ရာ ကုံထုပ်တတ္တိမှတိတိတတ္တာတိုးတက်လာခဲ့လေသည် 19ရာစုနှစ်ဦးတွင်အင်္ဂလန်လူဦးရေ၄သဒေါ်လာတော်လဲပြည်တွင်းထုတ်လုပ်မှုတန်ဖိုး GDP 14သတက်လာခဲ့သည်အကျိုးဆက်အပြင်မေတ္တစီတစေချောင်းမှုကိုကြော်လွားနိုင်ခဲ့ပြီးအငတ်ဘေးမှာရှောင်ရှားနိုင်ခဲ့သည်ယခု21ရာစုအဝင်တွင် မေတ္တစီတကြောပြန်လာပြီဟုဆိုကြသည်19ရာစုကမေတ္တစီအော်ဂိတ်မှာဥရောပကိုဗဟုပြုခဲ့တော်လဲဒီတခါတစေကြီးချောင်းလန်းရာကွယ်မှာကဘာကြီးတစ်ခုလုံးဖြစ်နေသည်21ရာစုက ကမ္ဘာလူရေပောက်ကွဲမှုပြဿနာအတင်းနဲ့ရင်ဆိုင်နေရပြီခရစ်နှစ်2030တွင်ကမ္ဘာပံခံမှန်ချက်အရကမ္ဘာလူရေသည်30ဘီလီယံနှင့်17ဘီလီယံကြားတွင်ရှိမည်ဟုဆိုသည်မဘုဒ္ဓတတ်သမိဘယ်နှယောက်လဲ10ယောက်ဆရာများလားကြီးလားဗျမဘုဒ္ဓက80နိုးပြုံးနေသည်အားလုံးအိမ်မှာပဲလားအကြီးသောကအိမ်အောင်ကြပြီးအိမ်ခွဲသွားပြီအလတ်သုံးကောင်ကဒီမျိုးပေါ်မှာလှုပ်လှုပ်တယ်နှစ်ယောက်ကကိုအေဝမ်ပဲပွဲရုံမှာအိတ်ထန်းနေတယောက်ကတောင်ကြီးလေးဖေးဆိုင်မှာစပွဲတိုးလှုပ်တယ် ်အငယ်လေးယောက်ကတူနေတယ်။ចောင်းဖွင့်ញင်ចောင်းတက်ចောင်းပိတ်ရင်နေသားလိုက်ရတယ်။ဘသူနေမကောင်းလို့လဲဗျ။သူ့ရင်ခွင်ထဲကကလေးကိုမင်းငော့ပြရင် ကျမတာလီကိုရောင်းနေလို့ဆရာ။တလားလောက်ရှိသွားပြီ။လာပြမယ်လာပြမယ်နဲ့ပိုက်ဆံအစင်မပြေလို့မလာနိုင်ဘူး။အဲ့ဒါရွာထဲကလူတွေကဟဲ့ဘုလိုညီကလေးကြောက်ကက်ရောင်တာနဲ့တူတယ်။ဆရာဝန်နဲ့သွားမပြရင်တော့တည်လိမ့်မယ်ဆိုလို့ဆရာဒီလာခဲ့တာ။ဟုတ်ดิကလေးမှာ protein ကယ်လိုရီမယ်နျူထရီရှင်းခေါ်သည့်အသားနှင့်ကယ်လိုရီချို့တဲ့သောယောဂကြောင့်ဖောသွင်းနေသည်ဒါလေးကငယ်ဆုံးလားမဟုတ်ဘူးဗျာငယ်ဆုံးကငါးနှစ်ရောက်နေပြီဒါကကျမညီမရဲ့ကလေးဒါဖြင့်သူ့မိကကောတေးပြီအာဘယ်လိုဖြစ်တာလဲကျမညီမကတောင်ကြီးမှာသွားလှုပ်လှုပ်ရင်းနဲ့ကတ်စပယ်ယာတယောက်နဲ့အိမ်တော်ကြတယ်ပထမကလေးနှစ်ယောက်မွေတော့ကအိမ်မှာပဲမွေးတာပဲဘာမှမဖြစ်ဘူးဒီကလေးမွေးတော့အချင်းကကတ်နေတယ် အဲ့ဒါလက်တဲကနှိပ်ချလိုက်တာဥရီထွက်လာတယ်ဆေးရုံကားနဲ့ပို့တော့ဆေးရုံမြောက်ခင်လမ်းမှာသုံးသွားတယ်ဖရာဖရာဒါနဲ့ကလေးကခမည်းစီဘလို့ရောက်လာတာလဲတောက်ကြပေးလိုက်တာလားလိပ်ပြခွဲတယ်ဆရာဘာလဲဗျလိပ်ပြခွဲတယ်ဆိုတာဒါလေးတောင်မတိရကောင်းလားဆိုတော့ကြည်ပြတ်မပုတို့ကကျွန်တော်ကို မျက်စောင်းတစ်ချက်ထိုးလိုက်သည်ပြီးမှရွှေချိန်နဲ့ချိန်ဝင်အသေးလေးလေးဆရာသိတယ်မဟုတ်လားအဲ့ဒီချိန်ဝင်တစ်ဖက်စီကို ဒါညီဒါကလေးဆိုပြီးခွန်ပတ်လေးတွေညီထဲရတယ်ကလေးလိုချင်တဲ့သူကညီကလေးငါ့ကိုပေးမလားဆိုပြီးတေတဲ့သူရဲ့ဝိညာဉ်ဒီမှာတောင်းရတယ်အဲ့ဒီဝိညာဉ်ကသူကလေးကိုမပေးချင်ဘူးဆိုရင်ချိန်ခွင်ရှာမပြောင်းပေးမယ်ဆိုရင်ကလေးဘက်ချိန်ခွင်ကနှိမ့်ကြလာတယ်ဒီကလေးကိုလည်းဟိုလူကတောင်းဒီလူကတောင်းနဲ့တောင်းတဲ့သူတွေထဲမှာတတိတွေတောင်ပါသေးတယ်ဒါပေမဲ့ချိန်ခွင်ရှာဟိုဘက်ရင်လိုက်ဒီဘက်ရင်လိုက်မသိတာဘူးအဲကျုပ်လဲလဲရောက်ရောအေးကြီးမကြီး ငါမှကလေးဆက်ရောက်ရှိတာညီအစ်တီပဲငါကလေးတွေတော့ငါဝါအောင်မကြွေးနိုင်ဘူးဒါပေမဲ့ညီကလေးငါ့ကိုပေးမယ်ဆိုရင်စိတ်ချငါသားသမီးတွေစားရတယ်လို့တော့စားရမှာပဲငါ့တော့မသေးသေးရဘူးဆိုပြီးပြောလိုက်တယ်စကားလဲဆုံးအောင်ကလေးဘက်ကချိန်ဝင်ကရှော့ကနေအောက်ကြလာတယ်ဒါနဲ့ကျုပ်လက်ကလေးကိုရွာခေါ်ခဲ့တာပဲမေတ္တာစေရင်စိန်ခေါ်ချက်၃ချက်ရှိသည်ပထမတစ်မျိုးမှာကမ္ဘာလူရေပောက်ကွဲမှုကြောင့်ရင်းနှင့်သာနတ်ရိတ်ခါမလုံလောက်မှုဖြစ်သည် ကမ္ဘာလူဦးရေ80ရာခိုင်နှုန်းမှတင်းနေထိုင်သောနိုင်ငံ80တွင်ဤပြဿနာရင်ဆိုင်နေရသည်ရေမလုံလောက်မှုကြောင့်သာနတ်ရိတ်ခါထုတ်လုပ်မှုကျဆင်းနေသည်ရေနှင့်သာနတ်ရိတ်ခါကအသက်ရှင်မှုကိုချိန်ချောက်နေသည်လူတစ်ယောက်အသက်ရှင်ရတ္တိရန်အသားဓာတ်ကီလိုဂရမ်1800အသီးရွက်ကီလိုဂရမ်1000ခွဲနှင့်သတ္ထုဓာတ်ကီလိုဂရမ်9သိန်းလိုအပ်သည်ဒီမှာမဘူးတို့ခမတ်တာနာမည်ဘယ်သူမောင်ပြေဆုံးပါဆရာအဲ မောင်ပြေသွန်ခံစားနေရတဲ့ယောဂကကြောက်ကြောက်ရောင်တာမဟုတ်ဘူးအာရတ်တက်ချွတ်တက်လို့ပဲအသားများများကျွေးဗျာကျမတို့စားတဲ့လောက်တော့ကျွေးပါတယ်ဆရာဒါပေမဲ့မနစ်ကမိုးခေါင်တော့လှုပ်စားကြိုက်တာမရအောင်ကျောင်းသားတွေလည်းကျောင်းစိတ်ကြီးတော့အသားဘက်ခြေဦးမလဲနိုင်တော့ဘူးနောက်အသားသေးတွေကလည်းခေါင်ခိုက်လို့တော့ဒါဆိုကြက်ဥကျွေးဗျာခမရတို့တော်မှာကြက်ဥတော့ပေါ်မှာပါအိမ်မအောင်ကြက်မွေးထားတယ်ဆရာကလေးဝမ်းပုတ်မှာစိုးလို့ဝမ်းမယ်ပုတ်မှာပေါ့ဗျာ ။နောက်ပဲကျွေးဗျာ။သတော်ပဲကလက်ပဲ။ပဲကြီးပဲစင်းကုန်။ခမရတော်ထဲမှာပေါ်သားပဲ။ပြုတ်ကျွေးချက်ကျွေး။ဟုတ်ကဲ့ကျွေးပါလေ။ဒါပေမဲ့ကလေးကဘာကျွေးကျွေးစားကျင်သေးရှိဖို့မရဘူး။နောက်ပဲရင်ကျွေးလို့နဲ့တူတယ်။ကလေးကဝမ်းခဏခဏပြတ်တယ်။မေသက်တစေဒုတိယစင်ခေါ်ချက်မှာပတ်ဝန်းကျင်ယိုယွင်းမှုဖြစ်သည်။ထိုပတ်ဝန်းကျင်ယိုယွင်းမှုမှာလူဦးရေတိုးပွားမှုနဲ့ဓာတ်ရိုက်ဆက်ဆက်နေသည်။ကျွမ်းကျင်သူများ၏ခံမှန်းချက်အရာ ကမ္ဘာမြေကြီးပေါ်သို့လူတစ်ယောက်တိုးလာသည်နှင့်လေတူးဤကီလိုတန်တန်းအရေတူးဤကီလိုဆက်တန်းနှင့်မြေတူးဤကီလိုတန်တန်းခန့်ယိုရင်းနိုင်သည်ဟုတွက်ချက်ထားသည်ဒီမှာမဟုတ်ဘူးတို့ကလေးဝမ်းပြတ်တာပဲကြွေးလို့မဟုတ်ဘူးဗျခမရတို့နေတာထိုင်နေညက်ပတ်လို့ပဲခုခမရနဲ့ခမရယောက်ျားဝက်လာတာပဲကြည်ဗျညက်ပတ်ပြီးနန်းစော့နေတာပဲနောက်လက်သေးတွေကလည်းအရှိကြီးတွေအဲ့ဒီလက်သေးကြတဲ့ကကြီးမဲမဲတွေထဲမှာဝမ်းရှော့ဝမ်းကိုက်ပိုးတွေ တန်ကောင်တုတ်ကောင်ဦးတွေအများကြီးပါနိုင်တယ်တန်တန်ရှင်းရှင်းနေမှာပေါ့ဗျမပုတိုယောက်ျားကဟဲ့ကနေရှက်ရဲလိုက်ပြီးကျုပ်တို့ဟာဒီလောက်ပဲဝက်နိုင်တာကိုဗျဟုပြန်ပြောသည်ခမားတို့ကိုအစ်ကြက်ချွတ်တွေဝယ်ဝဲဖို့ပြောတာမဟုတ်ဘူးရှိတဲ့ဝက်ကိုတန်ရှင်းအောင်ဆက်ပြနဲ့လျှော့ဖို့ဝယ်ဖို့ပြောတာကလေးယောဂရတာလည်းမပြောနဲ့ခမားတို့အနာရောက်ရင်ပဲလေတူးကညဉ့်ညမ်းပြီးချင်းစော်သိုးစော်နန်းနေပြီး ကျွန်တော်စမ်းသက်ကြည့်တော့အာရတက်ချွတ်တဲ့သောကလေးများတွင်တွေ့ရတတ်သည့်ကလေးတီဗီအဆုတ်အေးမိသသောထက်ဆင့်ယောဂလက္ခဏာများမတွေ့ရ။ငကြက်နှင့်ကျွန်တော်စမ်းသက်ကြည့်နေစဉ်မောင်ပြေးစုံဟုခေါ်သည့်နာမည်နှင့်မလိုက်သောကလေးကတွန့်လင်၍ငိုလေသည်။မဘူးတို့ကတားလေးတိတ်တိတ်ဇာဝင်ကြီးကငါသားယောဂကိုပြအောင်ကုပေးမှာဟုဆိုကသူ့နှုတ်ပိန်ပိန်ကိုဆွဲလန်တိုက်လိုက်သည်။ကလေးကနှုတ်ပိန်ပိန်ကိုတပြွတ်ပြွတ်သွတ်နေသည်။ ကလေးကိုနုံးမမှုတိုက်သေးလားအရင်ကတိုက်တဲ့ဆရာတလားကိုသုံးမှုကုန်တယ်အခုကလေးကနှစ်ခါလဲလာပြီနုံးမမှုသေးကလည်းထောက်ချဝါဆိုတော့မတိုက်နိုင်တော့ဘူးအဲ့ဒါထမရင်နဲ့ထညက်ကြိုတိုက်တယ်ကလေးဖေဟာကိုပိုက်ဆံမထောက်ဘူးလားထောက်တော့ထောက်ပါတယ်ဒါပေမဲ့ကားစပယ်ယာဆိုတော့ပိုက်ဆံဘယ်လောက်ရမှာလဲအကြီးကလေးနှစ်ယောက်ကရှိသေးတော့ဖြစ်ဖြစ်မြောက်မြောက်မထောက်နိုင်ဘူးနေပါဦးမဘူးတို့ခမားတက်ဘယ်လောက်ရှိပြီလဲ90နှစ်နှစ်ဆရာနိုးကထွက်သေးလား ထွက်တဲ့ဆရာဒီကလေးရောက်စားကလေးငုတ်တယောင်ဆိုပြီးစမ်းတိုင်ရံနေနှုတ်ပြန်ထွက်လာတာမေတ္တတဆေဤတတ္တရာဆိုင်ခေါ်ချက်မှာအစ်စ်တိုးလာတော့လူဦးရေအတွက်လူပိပိတတ်တာရှင်းတန်းနိုင်ဖြစ်သည်ယနေ့လက်ရှိကဘာကြီးတွင်နိုင်ငံတကာအသင်းမီလူတလုံးသူတလုံးဖြစ်လာဖို့ရန်လူတယောက်အတွက်ထွေထွေလိုအပ်ချက်မှာဒေါ်လာ2သိန်းခွဲခန့်ရှိနိုင်သည်တနေ့2ဒေါ်လာမြပဲမရတတ်သောကဘာသားများအတွက်အဆိုပါငွေကြေးပမာဏမှာ တသက်တာစုဆောင်ဖို့ပင်မလွယ်ပါ။ဤစိန်ခေါ်ချက်များနှင့်ရှင်တွဲစဉ်းစားလျင်လူ၏ပောက်ကွဲမှုဤဗဟုချက်မှလို့ဖြစ်နေသော ဖွံ့ဖြိုးတဲ့နိုင်ငံများ၏နာဂတ်မှာဘူးလေးရဖယုံစင်းသက်လို့ဖြစ်နေမှာတေချာလာပါသည်။ဒါအားသေးအေးမနဲ့ညလက်ဖဲ့စုံတစုံစီတိုက်ဒီစေပြမမဲလေးကပရိုဗီမင်းနဲ့အသားတက်တွေပါတယ်။မနဲ့ညတပြားစီတိုက် နောက်ကလေးကိုကျွန်တော်ပြောသလိုအသားကြက်ဥဘဲဥပဲအတီးရွက်များများကြွေးပေး ဟုတ်ကဲ့ဆရာသေဖို့ဘယ်လောက်ကြောရမလဲ1500ကျတယ်ဗျဒီတစ်ခေါက်တော့1000ပဲယူလိုက်ပါဆရာနောက်တစ်ခေါက်မှ900ပေးပါမယ်ဒါတောင်အိမ်ကကြက်ကလေးရောင်းလာတယ်ညဝိထုရေဖို့စရဲသွဲထိုင်တော့ခေါင်းထဲကိုဘာတွေးမှရမလားမျက်စိတဲမှာဖော်သွတ်သွတ်ကလေးတယောက်ဤမျက်နှာကိုသာမြင်အောင်နေမိသည်ဒီကလေးကချိန်မျိုးသေးသွားနိုင်သည်မသေးပဲအသက်ရှင်နေရင်ကောညံရင်မှမိပါမလားကလေးတယောက်ဤနာကတ်သည်ကလေးမိခင်ပေါ်တွင် လုံဝတိမိနေသည် စေတဲ့ children ခေါ်ဒီကလေးများကိုစောင်းလျှောက်ပါဖွဲ့ကြည့်6ရက်5လ2005ရဲ့နေ့ထုတ်ပြန်ကြရာမိခင်နဲ့ကလေးတို့အတွက်စိတ်ချရသောနိုင်ငံများစီးရင်တွင် American လိုတိုးတက်သောနိုင်ငံကြီးကပင်နံပါတ်7တာချိန်နိုင်သည်မိမိတို့အိမ်နီးချင်းထိုင်းနိုင်ငံကနံပါတ်38မိခင်တို့၏ပညာရေးနှင့်ကျန်းမာရေးအခြေအနေပေါ်မူတည်၍ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်သေသာရှင်သာသာတက်၍စေရန်မွဲတေလာသောမပုတို့၏လက်တွင် ထိုကလေးနာကတ်မှာမရေမရနိုင်လွန်လာသည် ကျောပြက်ကနဲ့ပုတ်ခတ်လိုက်ရ၍လက်ပြန့်ပြီးကြိလိုက်ရာတကိုယ်လုံးဖြူယောင်ဝစ်ထားပြီးမုတ်စိတ်မွေးနှက်ခမ်းမွေးထုလက်ပြင်းတဲ့လူတယောက်ကိုတွေ့ရသည်။သူကကျွန်တော်ကိုပြုံးကြည့်နေသည်။ဟဲ့လို့ခမရဘသူလဲ။ငါမေသက်တစေလေကွာ။မေသက်တစေ။ဟာခမရနေရာမပြီလာချောင်းနေတာပဲဗျ။ကျောက်ကတစေကြောက်တက်တက်ကောင်မဟုတ်ဘူး။မင်းကိုတစေလာချောက်တာမဟုတ်ဘူးကွာ။ရင်ဖွင့်ခြင်းလို့။အလို့တစေကဘာခံစားချက်များရှိနေပါလဲ။ ကဲပြောဗျာဒီလိုကွာဒေါ်လာတန်သိန်းခွဲလောက်ရှိမှလူတစ်လုံးသူတစ်လုံးနဲ့လူပိသားနိုင်မယ်လို့ငါထင်ခဲ့တယ်ကွာဘာလဲခမားကကြုတ်ကိုဒေါ်လာချူတပြားမှမကတ်တဲ့ကောင်လို့ပြောကျင်တာလားမေတ္တတစေကတဟဲဟဲရဲလိုက်ပြီးမင်းအိုးမလုံးအောင်ပွင့်မနေသမ်းပါနဲ့ငါပြောကျင်တာအဲ့ဒါမဟုတ်ဘူးဒါဆိုဘာလဲဗျာဒေါ်လာတပြားမှမရှိပဲလူပိသားတဲ့လူတစ်ယောက်ကိုငါတွေ့ခဲ့လို့ပဲဘာတူလဲဗျမဘူးတို့ ။ဘာ?ခမရသူတို့အိမ်ကိုတွားချောက်ခဲ့တယ်ပေါ့။အေးဟုတ်တယ်။ဟာဟာခမရရက်သက်လာကြည်လား။နေပါအောင်ကွာ။ငါပြောတာကိုသုံးအောင်နားထောင်ပါအောင်။ပြောဗျာ။တညငါမပူးတို့တို့အိမ်ရောက်သွားတယ်။ကိုပြစ်ပေါ်မှာအိမ်နေလိုက်ကြတာများကွာ။ဒုံယုံမဲ့။သူ့ယောက်ျားထန်တက်သမားကဆိုတခေါခေါနဲ့ဟောက်ဒေါင်းနေလိုက်သေးတယ်။မင်းစေကန်းကိုလာပြတဲ့ဟိုဖောတွတ်တွတ်ကလေးလေးက မပူတို့ရဲ့နိုးပိန်ပိန်ကိုတပြွတ်ပြွတ်သို့နေတစ်ချက်တစ်ချက်ကလေးကတဲ့အဲ့အဲ့ငိုသေးတယ်အဲ့ဒီခါမပူတို့ကတိတ်ပါလူကလေးရဲ့ငါသားလိမ့်မပါတယ်အဲ့နော်အဲ့အဲ့အိုးအိုးအေးအေးနဲ့ချော့တိတ်နေတယ်ဒါပေမဲ့နေ့တုန်းကပြန်ပန်းထားလို့နဲ့တူးတယ်တားအိတ်ချင်းနေတော့မျက်လုံးတွေကမပွင့်ဒီမှာတဲ့ငါသိတ်ထဲမှာအတွေ့တသဘောလာတယ်ဘာများလဲဗျမေတ္တာစတစီ မေတ္တတစေနဲ့ငါချောက်ခဲ့တာချမ်းသာတဲ့အမေရိကဥရောပလိုနေရာမျိုးမှာတောင်လမ်းဘေးဆွပစ်ခံရတဲ့ကလေးတွေတလေဒီမပူးတို့ကြတော့တမျိုးဟုတ်ကွကိုမကလေးဆက်ရောက်ရှိနေတာတော့သူ့ညမရဲ့ကလေးကို ခေါ်မွေးထားလိုက်သေးတယ်ဘလောက်ရဲဝင်လိုက်တယ်လဲပိုးပြီးအံဩစရာကောင်းတာက သူ့နိုးပိန်ပိန်နေပဲသွေးဆုံးကင်ငိန်အတန်60ရောက်တာတော့ဒီကလေးနိုးဆိုးဖို့နိုးကထွက်လာရသေးတယ်ဒီနိုးရည်တွေဟာ မေတ္တာတရားမှမြတ်ဖျားခံတယ်ဆိုတာဘယ်သူမှညင်းလို့မရဘူးအိတ်တဝဲနိုးတဝဲနဲ့နိုးတိုက်နေတဲ့မပူးတို့ရဲ့ပုံကိုကြည့်ပြီးဒါဟာမေတ္တာတရားရဲ့အန့်ချီးပွဲရာပကြီးကားတစ်ချက်ပါလားလို့အောက်မေ့ပြီးမှန်တက်နေမိတယ်တဆက်တည်းငါစဉ်းစားမိတာကဒီကမ္ဘာလောကကြီးမှာငွေတွေအများကြီးရှိမှလူပိသားတာမဟုတ်ဘူးငွေတပြားမှမရှိလေမေတ္တာချမ်းသာရင်လူပိသားပါလားဆိုတာပေါ့ ငါမင်းကိုပြောချင်တာအဲ့ဒါပဲစကားသုံးသည့်နှင့်မေတ္တတစေကကျွန်တော်ရှေ့မှဖြတ်ခနဲပြောက်ွယ်သွားလေသည်နတ်မူမေတ္တတစေဤမြတ်တော်အေဂျင်တပုတ်ကျန်ကိုကြော်ဝင်းဤပညာရှင်များရဲ့27ရာစုဒီမေတ္တတစေဆိုတဲ့ဆောင်းပါးလေးကိုပွင့်ဦးရိပ်မြို့မှာတင်ဆက်ပြီးသားဖြစ်တဲ့အတွက်နားထောင်ရင်ဝင်ရောက်နားထောင်လို့ရပါတယ်ဇနတ်တက်မဂဇင်းဇူလိုင်လ2005 thank you